အဖိုးကိုကရင်းနေတာကိုမရက်တော့ပဲစောမကိုလှောင်ပြောင်းနေတယ်လို့မျိုးမရမနာရေမောနေခဲ့တာပါအဖိုးကိုရဲ့ရေတံတွေကတော့တော့တခွန်မှာပဲ့တင်ထက်နေခဲ့ကဒေါခွေအားရဲ့ကျောင်းမဖွဲဥဒံတွေကလည်းအဆက်မပြတ်ထွက်ပေါ်လာခဲ့တော့တယ်ဗျအဖိုးကဇက်တိုက်ရင်မောနေရကနေမကြခင်မှာပဲထူးဆန်းလာတဲ့အဖြူအောင်ဝိတက်တွေအဖြစ်စတင်ပြောင်းလဲလာခဲ့ပြီးနောက်တစ်ဆင့်ချွေဝါရောင်အလင်းန်းတွေဖြာထွက်လာခဲ့ကကြားကြီးတကောင်အဖြစ်ကိုချက်ချင်းပြောင်းလဲသွားခဲ့ပါတော့တယ် တကယ်တော့ကြားမိတ်စာကြီးကစောမောင်ရဲ့အဖို့ပြေဟန်ဆောင်ကစောမောင်ကိုလှည့်စားခဲ့တာဗျာကြားမိတ်စာကြီးကစောမောင်ကိုကြည့်ပြီးမန်ပီဟင်းအောင်ပြလိုက်ပါသေးတယ်ချက်ချင်းပဲကြောက်မတ်ဖွေရာကြားကြီးအဖြစ်ကနေလူတယောက်အတွင်ကိုပြောင်းသွားခဲ့ပြန်တယ်ဗျာစောမောင်ကတော့ကြောက်မတ်ဖွေရာလှည့်စားခံလိုက်ရတာကြောင့်စိတ်လှုပ်ရှားကနောက်ကိုတောင်တွတ်ဆုပ်သွားခဲ့ရတော့တာပေါ့ဒင်းကအယောင်ဆောင်လာခဲ့တာကိုစောမောင်ကတိတ်တဆိတ်ရည်ရွယ်လိုက်ပြီး အနေရရှိနေပြီဆိုတာကိုတိလိုက်ရတာကြောင့်ချက်ချင်းစိတ်အာရုံကိုပြန်လဲစူးစီးလိုက်ပါတယ်စိတ်ကိုတည်ငြိမ်အောင်စူးစီးပြီးတဲ့အခါမှာတော့လက်အုပ်ကိုချီကာအထက်လက်မောမန်ထန်တွေကိုချက်ချင်းယူဆလိုက်တယ်ဗျာအတန်ကြာယူဆပြီးစောမောင်ကလက်ကိုမြှောက်လိုက်တဲ့အချိန်မှာတော့မှော်မီးတော့တွေတောက်လောင်နေတဲ့မိများတစ်ချောင်းကရောက်ရှိလာခဲ့ပါတယ်လက်ထဲကိုရောက်လာတဲ့မော်ဝံမီးများကိုဆုတ်ကင်လိုက်ပြီးမန်တန်တို့ကိုဆက်လက်ရွေးဆိုမှန်းမှုနေခဲ့တာပေါ့နောက်ဆုံးမှာတော့ စောမောင်ကမော်ဝင်မီးများကိုလေးကိုင်းတို့မှထည့်ပြီးအပေါ်ကိုမြောက်ချိန်က ကောင်းငင်စီကိုပြစ်လွတ်လိုက်ပါတော့တယ်